ားလုံးပဲမင်္ဂလာပါရှင်။ပုံစံလေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမခိုင်ပါ။ဒီနေ့မှာတော့ဆ ्याम ကျူရဲ့အယောင်များနဲ့ကစားခြင်းနဲ့အခြားဝတ္ထုတို့များစာအုပ်တရားဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါရစေ။ရွှတ်လီများတကယ်တော့လေကျမတို့လူဘွားဆိုတာကမ်းမမြင်လမ်းမမြင်သည့်ပင်လေသမုတ်တရားပင်ကြီးကြီးမှာ ကိုယ်တိုင်ထိတ်ချုပ်ပဲ့ကန်သောရွက်လီတစ်စင်းဖြင့်ခရီးနှင်နေကြခြင်းမဟုတ်လား။ဟိုးငယ်ငယ်ကလေးဘွားတော်ကတော့ ခြေပင်ကိုမြင်လျင် လေလွတ်ခြင်းစိတ်တွေပဲရှိခဲ့၏။ကျမငယ်စဉ်ကအေယာဝတီမြို့၏နောက်ဘက်ကန်ကရွာကြီးတရွာမှာခေတ္တသွားရောက်နေထိုင်ခဲ့ရပါသည်။ခြံဝင်းကြီးမှအကျယ်ကြီးစတူယန်ပေပါ၂000လောက်တော့ရှိမည်ထင်သည်။အဲ့ဒီခြံကြီးပပလည်းမှာမြင့်မား၍အရွက်စိတ်သော မကြီးပင်များစီတန်း၍ရှိနေသေးသည်။ခြံရှိကသုံးပေလောက်ကျဲသောရေမြောင်းသည်နွေရာသီမှရေမစည်းတော့လဲမိုးရာသီနှင့် ညောင်ရီလွတ်သည့်ကာလများတွင်ဒူးစစ်ကြီးမြင့်သောရေဖြင့်ချောင်းကလေးတစ်ခုဖြင့်စီးဆင်းနေကြဖြစ်သည်အိမ်ရှိဝင်းကောက်ပေါင်းနှင့်ရှေ့ကတာလန်းကိုဆက်သွဲထားသောတက်လုံးခင်တလားပြင်ကလည်းတော်တော်ကျဲသည်ထိုတလားပြင်ပေါ်မှာရေမြောင်းထဲသို့ခြေချ၍ထိုင်သည့်အခါရေကကျမ၏ခြေမျက်စိထိနစ်နေလေရှိသည်တခါတခါမြောင်းကြီးမှရေလွတ်များသည့်အချိန်တသားတက်လုံး၏အဆက်ထိပင်ရေမြင့်သည့်အခါ မမချီသလုံးအပေါ်ပိုင်းထိအေးမြုပ်တက်၏ရေစီးတူတိုင်မှုကို အစမ်းတကျခံယူရင်းကျမအမဲစိတ်ကူပေါ်လေးရှိသည်ကဆက်ကူလေးလှုပ်ဖို့ဆက်ကူလေးသည်ကလေးတိုင်းလှုပ်ဖို့နေကြလက်မှုအမှုပညာဖြစ်သလိုဆက်ကူလေးလှုပ်ခြင်းသည်ကလေးတိုင်းဆော့ကစားဖို့နေကြကစားနည်းဖြစ်လိမ့်မည်ဆက်ကူလေးကိုချိုးသည်ကရိုးရိုးစင်စင်ဆက်ကူလေးနဲ့တက်မှပါသောဆက်ကူလေးရဲ့လို့နှမျိုးရှိ၏ကျမကတော့ရိုးရိုးစင်စင်ဆက်ကူလေးကလေးသာ ချိုးတတ်သည် ထိုဆက်ကူလေးကလေးကိုမြောင်းရည်ထဲတွင် ကျမချလိုက်လျင်လေကလေးသည်ရေစီးအတိုင်းလှင်မြန်စွာပြေးလေသည် ထိုလေကလေးမျက်စိအောင်မှပျောက်သွားသည့်အထိကိုချံဝင်းရှိကရေမြောင်းထဲမှအနှောက်ရှက်မရှိတစ်ဖက်ခြံကျော်သည့်အထိတွေ့ရ၍ရွက်လွင်သွားတာကိုမြင်ရလျင်ဘလို့ပျော်မှန်းမသိပျော်မိ၏ထိုလေကလေးတားလွတ်ပြီးဘလောက်မှမကြခင်ဟိုညိတင်ညိပြီးကန်းဆက်မှတောင့်တင်နေလျင်ထုတ်ချောင်းကလေးဖြင့်ထိုးကိုကား ထွက်သွားစေဖို့ကြိုးစားမိသေး၏တကယ်တော့လေညပြီးလဲပြုံနေစဉ်ကလေးကစက်ကူကရေဆူဆုတ်ပြီးပြီဤလေသည်ပြန်လဲထောင်မှတ်ပြီးခင်းနေဖို့ဆိုတာတိတ်မဖြစ်နိုင်ပေရေဆူချက်ပြားကလေးဖြင့်တုံးလုံးပလက်လဲရင်မျောဖို့သာရှိတော်သည်အဲဒီတုံးကစက်ကူလေးကလေးတစ်စင်းနစ်နေပြီဆိုလျင်နောက်စက်ကူတရွတ်ဖြုတ်ပြီး အလျင်အမြန်နောက်တစ်စင်းချိုးနိုင်၏ရေမှာချပြီးလွှတ်နိုင်သေး၏ ဒါကြောင့်လေကလေးဘွားပြောစရာကောင်းခဲ့ခြင်းဖြစ်မှာပေါ့အသက်နည်းနည်းပိုကြီးလာလို့ပကြီးရေးဆွဲဖို့ဝါသနာပါလာတော့ခါမှလဲကျမသည်ရေးပင်ကိုရေးဆွဲတိုင်းလေတစင်းထဲဖို့ကြိုးစားလာခဲ့သည်ဘာကြောင့်လဲတော့မသိရေးပင်ဆိုတာလေကလေးရှိနေမှ ပြည့်စုံသည်ဟုထင်ခဲ့ပုံရသည်ဆွဲလိုက်သည့်လေကလည်းရွက်လေဖြစ်တတ်သည် ရွက်တိုင်းမှာအဝိဆာကိုရွက်လွှင့်ထားသည့်မြမဆဆန်ရွက်လေလားပြိုင်ပွဲဝင် ရွက်လေပေါပေါကလေးတွေလားကျမမမမိပါ လေးထိန်ချောင်းမှုအောင်မှာကို့လေကိုကိုသွားလို့ရသူပဲ့ကိုင်းပြီးခီးနေနိုင်ဒီဘဝမျိုးကတော့တော်တော်အားကျစရာကောင်းလာသည်တကယ်လက်တွေမှာတော့ကျမလှေမစီရဲ့ပါမြစ်ပြင်ကျဲမှာလှေဖြင့်စုံစံသွားလာနေကြသူများကိုအားကျပါရဲ့သူတို့နေရာမှာ ကိုကစိတ်ကူးဖြင့်ဝင်ရသည်ကတော်တော်ဂျင်းနှံ့ဖို့ကောင်းသည်တကယ်ကိုယ်တိုင်လှေပေါ်မှာလိုက်ပါစီးနှင်းဖို့ထုတ်ထပ်ပေါ်၍ ထိုလေးကိုပဲ့ကင်လောက်ခတ်ဖို့ရွှေလင်းဘိုးဆိုတာဘလို့မှတတိမွေယူလို့မရသည့်ဖြစ်တွေ့။ဘာကြောင့်လဲဆိုတော့ကိုကိုကိုမယုံကြည်လို့ပေါ့။ကိုစွမ်းတတိကိုလည်းကိုမယုံ။ကျမကရေးလဲမကူတတ်ဘူးလေ။ကဲကျမဆိုတာကိုလည်းမယုံ။ကိုရွက်လေးကိုလေထန်သည့်မုံတိုင်းကဆွဲနှစ်ပြစ်မှလည်းပူပင်ရသေးသည်။ဒါကြောင့်လေမှန်သည်မရေးမှန်သည်မကိုဘေးကကြည့်ပြီးအားကြုံပဲตายရခဲ့မိ၏။ ကိုယ်တိုင်ပါဝင်မှုဘယ်တော့မှစိတ်ကူခဲ့သည်မဟုတ်သို့သောကျမမကြွေးမိသည့်အချက်မှာကျမသည်ဘဝ၏ကိုယ်ပိုင်ရွက်လေဖြင့်ခရီးနှင်နေခဲ့ပြီးပြီဆိုတာပဲကျမ၏ရွက်လေကဘလောက်ခိုင်ခန့်လဲဘလောက်လုံခြုံတယ်လဲကျမမသိဘသူမှလည်းမသိကိုယ်လေကိုလှပအောင်ဆွဲဆောင်မှုရှိအောင်ကျမတို့စီချင်ရင်အောင်မြင်ခဲ့သူတွေရှိမည်မအောင်မြင်ခဲ့သူတွေလည်းရှိမည်လှပနိုင်သူ တစ်လင်နိုင်သူတို့ကဂုံယူစွာရွက်လင့်နေချိန်တွင်မအောင်မြင်သူတို့ကအဆုတ်အပြဲအဖာထွေးရွက်တို့ဖြင့်မွေးနွမ်းသောလေကူတဲ့ဖြင့်မနာကြီးကြီးရွက်လွင့်နေကြလိမ့်မည်ကိုလေကိုခိုင်ခန့်တတ်ခိုင်ခန့်အောင်တရှိခန့်ဒီတက်ခန့်အောင်စူးစားပြင်ဆင်လိုသူတွေလည်းရှိမည်ကန်စီမန်ရပဲဟုကန်ချမအပေါ်ယုံပြီးပုံအပ်ထားသူတွေလည်းရှိမည်မုံတိုင်းဘဝနဲ့နီးသူတွေရှိမည် အဖျားနာပဲထိသူတွေရှိမင်းအချိန်မတိုင်မီနေသူတွေရှိမင်းအချိန်တိုင်ခြင်း မတိုင်ခြင်းကိုရောဘသူကဆုံးဖြတ်ပြီးမလဲကျမတို့ခရီးနေရာကြီးအဆုံးပန်းနိုင်ကပါလဲအမှန်တိုင်းပြောရင်ကျမမသိပါနင်းမြုပ်ခြင်းသည်ခရီးဆုံးလားမနစ်မြုပ်ပဲခရီးဆက်ခွင့်သာရလဲဟိုဘက်မှာပါရှိတယ်လဲဘာကိုမျော်လင့်ပြီးကျမတို့ရွှဲလှင်နေကြရလဲမြစ်တာတရားအတွက်လားမြေမဆူတရားအတွက်လား ဒါမှမဟုတ်နိဗ္ဗာန်ဟုစကားရတာတည်ပြီးတကယ်လက်တွေ့ထမမသိမြင်နိုင်သောစိတ်အခြေအနေတစ်ခုစီတို့လားတည်တဲ့နေရာတစ်ခုစီတို့လားရော့စတူဝါ၏ရွက်လင့်ခြင်းကို နားထောင်ရစဉ်ကတော့ဥတီယာရှိသူ၏ရွက်လွေခြင်းတစ်ခုပေါ်အားကျပြီးမုဒိတာပွားခဲ့ရဖို့သည်ဖျားသခင်နှင့်နီးရာအရှင်တကယ်ရှိရာရက်စီတို့သူဥတီ၍ရွက်လွင်နေခြင်းဖြစ်နိုင်သည်ဘလောက်အိပ်ပဲရှိလိုက်တဲ့ဘဝဖြစ်မလဲ။ မကရောဘဲကိုဦးတည်ပြီး ရွှဲလွှင့်နေခဲ့ပါတည်းဟုကိုကိုကိုပြန်လဲဆန်းစစ်ကြည့်တော့အခါကျမအတူတူလန့်သွားသည်ဘာကိုဦးတည်မှန်းသာမသိပေမဲ့ခရီးကတော့အတော်ပောက်ခဲ့ပြီလေပြီကျမရွှဲလွှင့်ပေါ်မှာလဲလူချင်းွေတည်ယူခဲ့သောပျော်ရွှင်မှုများမလူချင်းမှာပဲနဲ့လက်ခံယူခဲ့ရသည့်အမှားများ လွန့်ပြလို့ရလျင်ချက်ချင်းလွန့်ပြလိုက်ခြင်းသောနောင်တများစသဖြင့်ကုန်ပစ္စည်းများလည်း အတင်တင်ဆုံးခဲ့ပြီကျမဘယ်ကိုရောက်မှလဲဆိုတော့ကိုလည်းသိချင်လာပြီမုံတိုင်းကြောင့်သူမဟုတ်ကျမဤပဲ့ကင်ထိန်ချုပ်ခြင်းအတက်ညံ့ပြင်းမှုကြောင့်လေကလေးနှစ်သွားလိမလားဟုလဲစိုးရင်ပူပန်လာပြီဘသူကားမှအာမခံပြီလို့မြင်သည် ဟောရီသမုတ်တရားပြင်ကျကြီးထဲမှာမင်းရဲ့လေဘာမှဖြစ်မှာမဟုတ်ပါဘူးဟုသော ဖြောင်းပြနှစ်သိမ့်အပေးမှုကိုလည်းတစ်ဖက်ကကြားချင်နေပြန်သည် ကိုတော်ဘယ်ချိန်နစ်မလဲဟုမသိနိုင်တဲ့ခရီးမှာ သူများလေတွေနစ်လူမတက်ဖြစ်တာနစ်သွားတာတွေကိုသူရဲကောင်းဆန်ဆန်ကဲတင်နိုင်လေမလားဟုကိုကိုကိုပဝင်မြင်ခဲ့မိပြီကိုလေခိုင်ခန့်အောင်လုံချုံအောင်ပြုပြင်တည်ဆောက်မဲ့စားအပေါ်ရန်စိတ်ချေမှုကိုပို၍ဦးစားပေးခဲ့မိသည့်ကာလကလည်းတော်တော်ရှည်ကြခဲ့ပြီရှေ့ဆက်ပြီးကျမကြီးလေခိုင်ခန့်မို့သာကြိုးစားရတော်မူ ချိန်တော့နောက်မကြသေးဘူးဟုမျှော်လင့်ရပါသည်။ကျမကြီးလေးထဲမှာတည်ယူခဲ့သည့်ပျော်ရွှင်ခြင်းဆိုတာတွေကအခုချိန်မှာ ပြန်လည်သုံးလို့မရတော့သည့်တစ်ခါသုံးဖြစ်စီတွေစွန့်ဖြစ်အမိုက်တွေသာဖြစ်တော်သည်။လူ့ဘဝမှာတကယ်လိုအပ်သည်ကပျော်ရွှင်ခြင်းမဟုတ်တတိသာဖြစ်သည်ဟုကျမတွေးတောစားပြုလာပြီ။ကျမက ကျမလိုအပ်သည့်ယာမှာပျော်ရွှင်မှုဟုထင်ခဲ့ဘူး၏။ငွေကြေးဥစ္စာဟုထင်ခဲ့ဘူး၏။ အောင်မြင်ကြကြမှုဟုထင်ခဲ့ဘူး၏အဲ့အရာတွေကိုရှားမှဖြစ်မည်ဟုထင်က မနိုင်မနှင်းတည်ယူခဲ့ပြီပြီကျမလိုအပ်တာဒါမဟုတ်ဘူးလို့သိတယ်လို့လို့ရှိလာချိန်မှာဒါတွေကိုလွန့်ပြဖို့လည်းမဖြစ်နိုင်အဲ့ဒီအရာတွေနဲ့ကျမကတော်တော်ကြီး ပေါင်းဆက်ညှိတွေနေခဲ့ပြီးပြီမဟုတ်လားလေကလေးပေါ့ပေါင်းကိုထိန်ထိန်တိုင်းလိုရာရအောင်ကအဲ့အရာတွေကိုပြစ်ချခဲ့မှ ရမည်ထင်ပါရဲ့အခုတော့ ကျမရွက်လဲလွင့်နေစေလေးလံသောအပူပစ္စည်းများကိုလည်းလွန့်ပြဖို့ကြံရွယ်ရင်းတွေ့ဖက်နေစေလေကလေးခိုင်ခန့်မှုပြုပြင်တည်ဆောင်မှ ဖြစ်မည်ဟုသောတည်တရားကလေးရေးရေးပေါ်လာပြန်တော့အလौဆတင်မှုတွန့်ဆုံနေစေအဲ့ဒီလိုနဲ့ဒီလေးတက်တန်းကလေတစင်းဤရေပေါ်ရတက်တန်းထောက်ဝက်ပင်ကြောခဲ့ပြီးရှေ့မှာခီးကမိုင်ပေါင်းများစွာရေပင်ကြီးဘာကန်းဘာတောင်းမှမမြင်ရသေးသည့်ရေပင်ကြီးဒီလေးနဲ့ဒီခီး မြတ်တာပါရဲ့လားကျမမသိကျမဘာမှမသိပါရန်ကုန်ရွှေလေအသင်းစင်ရထူမဂဇင်း AB 1999နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကို အချူပင်ကျေးဇူးတင်ရှိပါတယ်ရှင်